အလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube မြန်မာ Channel မှာမိတ်ဆွေများအားလုံးအားလုံးကိုကျွန်တော်ရဲ့ဒီလာမှုပေါ့နော်တပတ်စာ Formula Video လေးနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရခင်ဗျာပြီးတဲ့တပတ်မှဆိုရင်ကျွန်တော်ရဲ့လုံးပိုင်းလေးကတော့ပေါ့နော်လုံးပိုင်း305ရက်မှာ300ရက်စီတော့ဝင်ခဲ့တယ်ဗျာကျန်တဲ့2ရက်ကတော့အလုံးပိုင်းကိုဖောက်သွားတယ်ပေါ့နော်အဲ့တော့ခုလာမယ့်တပတ်အတွက်လုံးပိုင်းလေးမပြပေးခင်မှာမိတ်ဆွေတို့အားလုံးမှာတပတ်အတွင်းကစားအသုံးပြုဖို့ကစားမှုရင်အသုံးပြုဖို့အတွက်ကျွန်တော်အနေနဲ့ပေါ့နော်ထည့်ပေးထားတဲ့ Formula လေးတွေပါဝင်မယ် ပြီးလို့ရှိရင်ပြီးခဲ့တဲ့တစ်ပတ်မှာဆိုရင်ကျွန်တော်ပေးခဲ့တဲ့ break ဒီ3ရက် break ကိုပေးခဲ့တာပါခင်ဗျာအဲဒီပေးခဲ့တဲ့ break အတိုင်းနဲ့ခုနေ့ပေါ့နော်ရှစ် break နဲ့ဦးလည်းပဲဒီတစ်ပတ်မှာဆိုရင်လည်းပဲချက်ချင်းမြင်းမြင်းပေါ့နော်နှစ်ကြိမ်တော့မှပဲစင်သွားခဲ့တာဒီကိုမိတ်ဆွေတို့လည်းတွေ့မြင်ပြီးဖြစ်မှာပါခင်ဗျာအဲ့တော့ break တိုင်းလေးကကျွန်တော်ပြောခဲ့တဲ့အတိုင်းပါပဲပြီးခဲ့တဲ့ဘက်မှာလည်းကျွန်တော်ဒီတစ်ပတ်ဒီတစ်ပတ်တော့ break ကလေးကမှန်မှုအရာခံတော့ကတော့အပြေဝနေပါရှိပါတယ်လို့လည်းကျွန်တော်ပြောထားခဲ့ပါတယ်ခင်ဗျာအဲ့တော့ပြောထားခဲ့တဲ့အတိုင်းပဲကိုယ်တပတ်ပြီးသွားတဲ့တပတ်မှာဆိုရင်ဝင်သွားခဲ့တယ်ပေါ့နော်အဲ့တော့ ခုတစ်ပတ်မှလည်းပဲပြိတိုင်းလေးပါပါမယ်ပြိပါပြိခေးကစားရမလို့ပေါ့နော်ဒီတစ်ပတ်ကကစားရမယ့်ပြိခေးလည်းပြုတ်ရပြေးတော်မူဗျာပြီးလို့ရှိရင်ကျွန်တော်ကိုယ်တိုင်ရှားထားတဲ့ဖော်မြူလာလေးလည်းပါဝင်သွားမယ်ရှားတော့အစင်းအစင်းပေါ့နော်ရှားခဲ့တဲ့ဖော်မြူလာလေးတွေရမှာစာကျွန်တော်ဒီဗီဒီယိုထဲမှာအလုံးကိုစူးစိပြီးတော့ရေးပေးထားပါတယ်ထုတ်ပေးထားပါတယ်ခင်ဗျာအဲ့တော့နံပါတ်1အချက်အနေနဲ့ကတော့96ဆိုတဲ့ခဏန်းပေါ့နော်ဖတ်ထားပြီးပြီဆိုရင်69နဲ့9ခုဆိုတဲ့ခဏန်းကိုပေါ့နော်မွေးကစားပါဇာတ်လို့မွေးကစားပါဆိုတဲ့ဖော်မြူလာလေးရှိပါတယ်ခင်ဗျာ အဲ့တော့ငါးကိုဆိုတာဒီလိုပဲတာတာမင်းနဲ့မျက်နှာချင်းမှာဆင်းခဲ့တဲ့ website လေးပေါ့နော်ပင်လေးပေါ့ပင်၄၆၄၆ဆိုတဲ့ကနေဒီပြီးခဲ့တဲ့ဘက်အင်ကားလေးမျက်နှာမှာဆင်းခဲ့တယ်ပေါ့နော်အဲ့တော့၄၆ထွက်ပြီးရင်ဗတ်တီအနေနဲ့မျက်စကားမှာလေ့ရှင်းများအားလုံးလေသုံးဗတ်တီမျက်စကားပါဆိုတဲ့ပုံစံလေးရှိပါမယ်ခင်ဗျာပြီးရင်တော့ပြီးတော့ဒီဘက်မှာဆိုရင်တစ်တစ်ဆိုတဲ့အပူလေးထွက်တယ်၃၃ဆိုတဲ့အပူလေးထွက်တယ်၆၆ဆိုတဲ့အပူလေးထွက်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးအပူလေးတွေထွက်ပြီးတိုင်းပါလေပဲအခွင့်အမွေးကြမ်းမဲ့မိတ်ဆွေများအားလုံးပဲကျွန်တော်က3-1-3ဆိုရယ် အခွေကိုမွေးကစားမယ်ဆိုရင်တော့ပေါ့နော်မွေးကစားဖို့ကိုအထူးအားပေးပါတယ်ခင်ဗျာဘာကြောင့်လဲဆိုတော့တောက်လျှောက်ရင်းရဲ့ formula လေးကဝင်ခဲ့တယ်နှိုင်းခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဒီ formula လေးကိုလည်းအပူခတိုင်းခတိုင်းမှာကျွန်တော်ဒီ formula လေးကိုလည်းအမြဲတမ်းထည့်ထည့်ပြီးတော့ပြပြပေးတာပါခင်ဗျာပြီးရင်နောက်ထပ်၄၆ရင်း၆၆ရင်း၄၆ရင်းဆိုတော့ပေါ့နော်ဒီလိုမျိုး၆နောက်ပိတ်လေးတွေစဉ်ပြီးထွက်ပြီးတိုင်းမှာနေတယ်ပတိအနေနဲ့ကစားမယ်လို့ရှင်များအားလုံးပဲလေးပတိနဲ့ကိုပတိရဲ့ကစားပါဆိုတော့ formula လေးနောက်ထပ်တစ်ချက်ရှိနေနောက်ထပ်တစ်ချက်နည်းနည်းကတော့၃ညနှစ်ပေါ့ဗျာကျန်တာပေးနေမှာ နှစ်ဘိတ်ကိုနှစ်ဘိတ်၃ညနှစ်ဆိုတော့နှစ်ဘိတ်ကိုစဉ်းထားရတော့ကြောင့်မို့လို့၃ခွန်ရဲ့၄ခွန်ရဲ့၅ခွန်ရဲ့၆ခွန်ရဲ့ဆိုပြီးတော့ပြောရမယ်ဆိုရင်တော့ခွန်တစ်လုံးအပိုင်းဝေကစားပါဆိုရဲဖော်မြူလာရေးဆိုပြီးတော့နံပါတ်၅ချက်ရှိပါမယ်နံပါတ်၆ချက်က၆အချက်ကတော့ဘာလဲဆိုရင်၄၆ထွက်ပြီးတာနဲ့မြန်မာပါဝါဖြစ်တဲ့လုံညာက၁၆၂၇၃၈၄၉ဆိုတဲ့ဒီကနေလေးတွေကိုဇာတ်လုံးဝေကစားပါဆိုရဲဖော်မြူလာရေးပါခင်ဗျာ နဘက်ခွန်ချန်နေနေရတော့ဘယ်အပူပဲထွက်ထွက်၃လေးရှိကိုအခွင့်မွေးကစားပါဆိုတဲ့ပုံစံပါအဲ့တော့၃လေးရှိကိုအခွင့်တရဒါပဲတကွာဆင်းလာခဲ့ပြီဆိုရင်လည်းအပူကိုပြင်နေပြီးတော့မွေးကစားလို့ရပါတယ်ခင်ဗျာသူကတော့အပြန်နဲ့အကျိုးပြုနေတဲ့ပုံစံဖော်မူလာလို့ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အပူထွက်ပြီးနေ၃လေးရှိကိုအခွင့်ကိုမွေးကစားပါ၃လရှိကိုခွေထပ်ပြင်းနေတယ်အပူကိုပြင်ပြီးတော့မြေကစားပါလို့လည်းပြောချင်ပါတယ်ခင်ဗျာအဲ့တော့ဒီတစ်ပတ်တော့မှာဆိုရင်ကျွန်တော်ထုတ်ပြရတဲ့အချက်ဒီစုစုပေါင်း8ချက်ရှိပါမယ် ဒီခုနှစ်ချက်တည်းကနေလေမိမိအနေနဲ့အခွင့်အာဏာတယ်ဆိုရင်တော့တုံညာတက်နှစ်တုံးဆိုတဲ့အခွင့်ကိုဦးစားပေးရွေးချယ်ကစားပါပတိအာဏာတယ်ဆိုတဲ့မိစေများအနေနဲ့ကတော့ဘင်း၃ပတိဆိုတာမျိုးကိုမွေးကစားကြည့်ပါလို့ပဲအကြံပြုပါတယ်ခင်ဗျာအဲတော့မိစေများအလုံးမဲ့ကုလားမဲ့တစ်ခါအတွက်မှလည်းပဲပြီးခဲ့တဲ့တစ်ပတ်ကလေးမျိုးပရိသေးနေပေါ့နော်စာတို့ပောက်ချင်နေရရှိချင်ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်တော်ပေးပါခင်ဗျာအဲတော့ဒီတစ်ပတ်တော့ရရှိလာတဲ့ပရိကိုလည်းပဲကျွန်တော်မိစေတို့အလုံးကိုဒီဗီဒီယိုလေးထဲမှာပဲပြောပြပေးသွားမှာပါနော် ဲ့တော့ break လက် break လေးကိုပြောမပြပေးခြင်းမှာလူတွေတို့အားလုံးလည်းသူတွေကလည်းများထုံးမယ် commission ရောင်းများဆက်တယ်ခဏတို့အားပေးမယ်ဆိုရင်ကျွန်တော်ဒီမှာလာရောက်ခဏတို့အားပေးလို့ရပါတယ်။ commission ရောင်းများလည်းပြန်ပြီးတော့တင်လို့ရပါတယ်ခင်ဗျာ။ ဆက်သွယ်ရမယ့်နံပါတ်ကတော့39 69 68 290ဖြစ်ပါတယ်။ Viber လည်းအသုံးပြုပါတယ်။ Telegram လည်းအသုံးပြုပါတယ်ခင်ဗျာ။ဒီတော့ကြောင့် Viber ကနေဆက်သွယ်နေစင်းလေးရပါတယ်။ Telegram ကနေဆက်သွယ်အားပေးနေစင်းလေးလည်းရပါတယ်ခင်ဗျာ။အဲ့တော့အရောအစားပိုင်းဝေးကြည့်ပိုင်းနဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့စင်ညာလေးပဲအပြီးဆုံးဖြစ်ပါတယ်။ကိုယ်အရင်အလုပ်စားလုပ်နေတာလည်းကနေ့နေ့အချိန်ကာလရှိနေပဲ။ မြေတူတူပြပေါ်ကိုများလည်းပဲလုံလုံညာစားကြတာမျိုးလည်းမရှိခဲ့ဘူးကျွန်တော်အနေနဲ့ဒီနေ့အချိန်ကာလကြီးအလုပ်ပေါ်မှာမှန်မှန်တန်တန်နဲ့လည်းအရောအစားပိုင်းမျိုးကြီးပိုင်းနဲ့ပတ်သက်လို့နေပြည်တော်မရှိအမြဲမှန်မှန်တန်တန်နဲ့ရည်ဒီလောက်ကညာခဲ့တဲ့တူတူပြပါခင်ဗျာအဲ့တော့ကျွန်တော်ဒီမှာလာရောက်ခဏတော့အပြည့်နေကြတယ်မိန်ဟောင်းမစင်ညာလည်းအတူတူရှိပြီဖြစ်တယ်လို့ပေါ့နော်ယခုတစ်ပတ်မှလာရောက်ဆက်တယ်ခဏတော့အပြည့်ကြတယ်ရုပ်ရှင်အတင်များလည်းပဲအတူတူရှိပြီဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်ရှုအပြည့်နေတဲ့မိန်ကြီးညာလည်းကနေပြီးတော့လေးဒါ အတိတ်တော်မှုရှင်များပေါ့နော်မိမိအနေနဲ့ဆက်သွယ်အားပေးမယ်ကော်မရှင်ရောင်းပြန်ပေးမယ်လို့စဉ်းစားနေတယ်ဆက်သွယ်ဆက်သွယ်ဖို့ပေါ့နော်ညီရွယ်ထားတဲ့အစိုးရတွေကျွန်တော်စီမှာရုံစုစိတ်ချစွာဖြင့်ဆက်သွယ်ခင်ဗျားတို့အားပေးလို့ရပါတယ်ခင်ဗျာအဲ့တော့ဆက်သွယ်တဲ့အခါမှာတော့ကျွန်တော်အနေနဲ့ Viber Telegram ဖုန်းနံပါတ်ကိုတော့ဒီတစ်လုံးနဲ့ကိုပဲအတုံးကြီးလက်ခံလို့ဆောင်ပေးထားဖြစ်တဲ့အတွက်ကြောင့်ဆက်သွယ်ခင်ဗျားတို့အားပေးတဲ့အခါမှာတော့ကျွန်တော်ရဲ့ Viber Telegram ဖုန်းနံပါတ်ကိုတော့ဒေချာလေးမှားရင်းစေတယ် ရိုင်းနေပြီးတော့ပေါ့နော်စက်တဲ့အားပေးဖို့လည်းပဲအထူးအထူးပဲလိုအပ်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာအဲ့တော့တခြားလေးမှားရင်ဆက်တဲ့မျိုးတွေမဖြစ်အောင်လို့လည်းပဲပေါ့နော်လေရင်းစားသားတွေရောအတန်းတွေမှာတခြားလေးရေးပြပြပြပေးထားတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်လေးပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကိုသိချင်တာလေးတွေထပ်ပြီးတော့ရှိသေးတယ်ဆိုရင်ကျွန်တော်ရဲ့ Viber number မှာလာရောက်ဆွေးနွေးကြရပါတယ်သူတွေကလည်းများဆွေးနွေးတဲ့အကြောင်းအရာတော်တော်ကောင်းကော်မရှင်အယောင်များပြန်ပြီးတော့တင်ကျင်တဲ့အကြောင်းအရာများတော်တော်ကောင်းပေါ့နော်ဖေးစိတ်လာရောက်ဆောင်ဆန်းမေးမြန်းလို့လည်းရပါတယ်လို့မျိုးစုတို့အားလုံးကိုပြောပြပေးပါရခင်ဗျာ ပြီးလို့ရှိရင်ကျွန်တော်မိတ်ဆွေတို့အားလုံးပဲအမြဲသိကျင်းနေကြရတယ်ပေါ့နော်ဒီတစ်ပတ်တော့တစ်ပတ်စာပရိအမြင်နဲ့ရတော့10ရက်3025ခန်းလေးမှာ14ရက်3025ပေါ့နော်တစ်ပတ်စာအတွင်းမှာကစားရမယ်ပရိအမြင်နဲ့ရတော့ကျွန်တော်နှစ်ခုဆိုရင်ပရိကိုရရှိထားပါတယ်ခင်ဗျာအဲ့တော့ဗျာဒီတစ်ပတ်တော့ကစားရမယ်ပရိကတော့နှစ်ခုပရိပဲဖြစ်ပါတယ်အဲ့တော့နှစ်ပိတ်နဲ့လည်း၅ခွခုပိတ်နဲ့လည်း၅ခွဆိုပြီးတော့ဒီလိုမျိုးတစ်ပတ်စာအတွက်ကိုဒီလိုလေးရရှိထားပါတယ်ခင်ဗျာ ဲ့တော့ဒီ break line ဒီလည်းပဲတောက်လျှောက်တောက်လျှောက်မှန်လာခဲ့တဲ့ break line ကိုပဲကျွန်တော်အသုံးပြုလာခဲ့တာပါအဲ့တော့အရှိတဘက်ဖောက်ပြီးတော့အဟိုအရှိတဘက်မှာဖောက်ခါလာဖြစ်ပြင်ခဲ့တယ်ပဲခုနောက်ထပ်အပတ်ဒီမှာလည်းပဲပြန်ပြီးတော့မှန်တာဖြစ်တဲ့အတွက်ကြောင့်အဲပေါ့နော်အညအကျအချင်းအများကြီးနေကမှာပေါ့နော်တစ်ချိန်တည်းဖောက်လေဖောက်တာရှိပါတယ်ခင်ဗျာအဲ့တော့ကြောင့်ဒီတဘက်ဒီတစ်ခါပြန်ပြီးတယ်ဒီတဘက်အတွက် break line ဒီလည်းပဲမှန်မှုပေါ့နော်ရာခိုင်နှုန်းအများကြီးရှိပါတယ်ဒီအတွက်ကြောင့်ပတ်တည်တဲ့လုံးကစားမဲ့မရှိများရေးထားတဲ့မရှိများရှိတယ်ဆိုရင်လည်း ဒီပဋိပက္ခလုံးကစားတဲ့ကနအရေအတွက်နဲ့ကျွန်တော်ရဲ့ဒီပဋိပက္ခလုံးကစားတဲ့ကနအရေအတွက်ဒီတူတူပဲကြာတဲ့နာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကစားအတုံးမျိုးမျိုးစင်များအနေနဲ့ဒုတိယရွေးချယ်မှုအနေနဲ့ဆိုရင်ကျွန်တော်ရဲ့ဒီနှစ်ခုဆိုတဲ့ပရိသတ်မျိုးကိုလည်းပဲအလုံးရွေးချယ်ကစားအတုံးစုကြည့်ဖို့ကိုလည်းပဲအလုံးကိုအကြံပြုပါရခင်ဗျာအဲ့တော့မျိုးစင်များလည်းပဲဒီလိုလေးကိုကြည့်ကြည့်ပြီးတဲ့နောက်မှာမိမိနေနေပေါ့နော်ပေကနန်းလေးတွေထွက်တင်တယ်ပေကနန်းလေးတွေကိုရွေးချယ်ကစားခြင်းနဲ့စကားလေးကိုလည်းသိစိတ်စိတ်ကြိုက်ပေါ့နော်ပြန်လည်းသုံးသပ်ဆုံးဖြတ်လို့ရပါတယ်ခင်ဗျာအဲ့တော့မျိုးစင်များအလုံးမျိုးကျွန်တော်ရဲ့ဒီနေ့ ပြပေးလိုက်တယ်ပေါ့နော်ကွန်ပျူတာလေးတွေကထိုးခြင်းလို့ပဲဖြစ်ဖြစ်ပါဓာတ်တော့ပဲကြီးတွေကစားခြင်းလို့ပဲဖြစ်ဖြစ်ပါကျွန်တော်ရဲ့အခြားသောမျိုးစုတို့တိုင်းပြတ်တဲ့ပေါ်ရောမြေတိကနန်းကိုမဆိုပါခင်ဗျာဆက်ပြေကနန်းတို့အပြင်နဲ့ကော်မရှင်ရောင်းများပြန်ပြီးတော့တင်ငင်ဆိုတဲ့မျိုးစုများအားလုံးအားလုံးကလည်းကျွန်တော်ရဲ့ Viber Telegram ဖုန်းနံပါတ်ဖြစ်တဲ့3998906290ဆိုတဲ့ဒီ Viber ဖုန်းနံပါတ်မှာပဲရုံကြည်စိတ်ချစွာဖြင့်ဆက်ပြေကနန်းတို့အပြင်လို့ရပါတယ်ခင်ဗျာတွေ့ချင်းကတော့မနက်ခင်းမှာဆိုရင်7:30ပါ ညနေခင်းမှာဆိုရင်တော့3:50နာရီမိနစ်ထိကနန်းထိုး55မိနစ်ထိကနန်းထိုးခြင်းလေးရရှိပါရခင်ဗျအဲ့တော့ဆက်တဲ့အားသေးချမ်းလေးကျွန်တော်မိတ်ဆွေများအားလုံးအားလုံးလည်းရခုပြပြပေးတဲ့ပိတ်ချလေးတစ်တိုင်းပေးပါလေမိတ်ဆွေတို့ဒီကလာရောက်ဆက်တဲ့ကနန်းထိုးအပိတ်ကိုလည်းအထူးကျူအပ်ပါတယ်လာရောက်ဆက်တဲ့ကနန်းအပိတ်ရဲ့မိတ်ဆွေများအားလုံးကိုလည်းဆက်နေနေနဲ့ကျိုးစုပါရခင်ဗျအဲ့တော့မိတ်ဆွေများအားလုံးလည်းပဲကုလားမဲ့တပတ်တာမှာလည်းပြီးခဲ့တဲ့တပတ်တရားခက်ပုံမူပြီးတော့အစဉ်ကြီးကံကောင်းကြပါပြီအားလုံးပောက်ပွက်ကလေးတွေမိကြပြီးတော့ဒီဒီမိမိရရှိကြပြီးတော့ပေါ့နော်ဒီတဲ့ကလာမဲ့တပတ်မှာလည်း ူတင်များအပောက်ကြပါစေအားလုံးအဆင်ပြေကံကောင်းကြပါစေလို့ဆုမကောင်းတောင်းပန်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုလည်းအဆုံးဖြတ်ပြီးကြိုအားပေးကြတဲ့မိတ်ဆွေများတို့တယောက်ချင်းတိုင်းအားလုံးနဲ့အတူတူကြိုးကြိုးတည်ရှိပါတယ်အားလုံးနဲ့လည်းအကောင်းဆုံးရွေးချယ်ကစားအသုံးပြုပြီးတော့လည်းလာမယ့်တစ်ပတ်မှာအစီအလေးကြပါစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကိုကျေးဇူးအားလုံးကိုလည်းကျေးဇူးများတင်ပါ